သက်15နှစ်နဲ့ပွဲထွက်ကစားတာကိုမြင်တွေ့ရနိုင်တဲ့လူငယ်တွေဦးအလုံးမင်းမင်္ဂလာပါ OK ဘက်ကနေကြိုဆိုပါရီမြင်တွေ့ရနိုင်နေဆိုပေမဲ့တယောက်ကတော့ပွဲတော်ဝင်ကစားနေပါပြီသူကတော့မက်ဒိုမဲမှာအာဆင်နယ်တင်းကသက်15နှစ်သားကွင်းလေတိုက်စစ်ကစားသမားလေးဖြစ်ပါရီသူ့ကိုချန်ပီယံလိလူစင်းနေထီတော်စီးရင်သွင်းထားလိုက်ပါရီသုံးချင်ပါလေသုံးမဖြစ်ပေမဲ့ဂျာဟာသူ့ဘော်အတင်းကအလေးထားချောင်းကိုပြသလိုက်တာပါသူ့ကိုအတင်းမှာဆက်ပြီးတော့ထိန်းထားခြင်းလို့လှုပ်လိုက်တဲ့သဘောပါပဲဆက်ပြီးတော့ထိန်းထားရအောင်လေကောင်းလို့လေလှုပ်တာပါဒေါ်မန်ဟာပြီးကလေးနေ့ဒီဇင်ဘာ31ရက်က15နှစ်ပြည့်ပြီပါပြီ ဆိုတော့မကြခင်16ပြည့်တော့မှာပါဒိုင်မင်း16ရက်နေ့ပွဲစားနေရပြီဆိုတော့ကတကယ်အရေးသေးပါပြီစနစ်ကြသွေးပြေးသွားနိုင်တော့တန်း20နှစ်လောက်မှအကောင်းဆုံးနေလုပ်ပြဖို့အသင်ဖြစ်နေမှာပါမလို့အပင်းနေဒံရနေ့ပွဲပန်းနာတွေလည်းမဖြစ်အောင်ရှောင်ကြရမှာပေါ့ဒေါ်မန်ဟာတကယ်တော့ရုပ်ပိုင်းဆိုင်ရာအရာလေးအစင်းသေးဖြစ်လို့နီးနီးပါပြီအရင်6ပြီရှိပြီးတော့သူ့ရဲ့ခန္ဓာကိုအချိုးစားကွင်းလင်တိုက်စစ်နေရာအတွက်တင့်တော်ပါရီဆိုတော့သူ့ရဲ့ပွဲချိန်တွေတိုးတိုးရလာမှာမဆန်းပါဘူးအများကြီးတော့ဒီဟာဒီမှာမျောလင့်မထားသေးမင်းနဲ့နောက်ဟာဒီလောက်ဆိုရင်တော့ခုချက်ပို့ပြီးတော့ပွဲထွက်ခွင့်ရလာနိုင်မှာပါ ပါဝင်ကစားဝင်ရတဲ့ချိန်တိုင်းမှာလေနှစ်သက်ဆရာခြေစွမ်းမျိုးသူပြသထားနိုင်ပါ ರಿ ။ဟိုရင်ကအာဆင်နယ်အကယ်ဒမီနဲ့တက်တန်းလိုက်ပွဲဒီမှာကလေးကနာမည်ထွက်နေပြီးသားလူငယ်ဖြစ်တာကြောင့်သူဒီလိုနေရာရလာတာကထူးတော်လေးမထူးဆန်းပါဘူး။နောက်တစ်ယောက်ကတော့မန်တိုင်းတက်မှာဂျီဂျီဂါရီရဲ့ဖြစ်ပါ ರಿ ။သူကိစ္စကတမျိုးပါ။ဒီကစားသမားကတကယ်လေးကောင်းပါ ರಿ ။အလားလားရမ်းမြင့်ပြီးတော့တခြားယောဘအသင်းကြီးတွေကလေသူတို့လူငယ်စီမံကိန်းတွေအတွက်ပြင်မှတ်ထားတာခံနေရတဲ့လူငယ်လေးပါ။ ကွင်းလင်တိုက်စစ်တောင်မန်တိုက်စစ်တွေမှာကစားပါရီလက်ထွက်မှုတွေမှာရောမလုံးကင်ကစားပုံတွေမှာရောကန်ချက်တွေရောကောင်းပါရီသူကိစ္စတမျိုးဆိုတော့ကသူကအသက်၁၄နှစ်ပဲရှိသေးတဲ့ကိစ္စပါ၂030ဘွားဖြစ်ပြီးတော့အော်တိုဘာ6ရက်နေ့မှာဆန်ကားပြီပါမီဆိုတော့တတော်ငွေပါသေးတယ် EBM မှာငွေစုံဝင်ကစားလို့ရတဲ့ကစားသမားဖြစ်နေအသက်15နှစ်ကိုသတ်မှတ်ထားပါရီဒါတော့ဒီတိုင်းထည့်ကစားလို့မရဘဲနဲ့ကစားသမားကိုယ်တိုင်မြင်မိပါရီရဲ့သဘောတူညီချက်ပါလိုပါရီဆိုတော့အော်တိုဘာ6ရက်နေ့မရောက်မချင်းသူအသင်းကြီးနဲ့ပူးပေါင်းလေးကျင်းလို့မရသေးပါဘူး အတင်းကြီးနဲ့ပူပေါင်းရင်တော့ပူပေါင်းတာပဲရှိလောက်သေးပြီးတော့သူသက်16ကျော်လောက်တဲ့အထိပွဲထွက်ရဖို့မမြင်ပါဘူး။အချောင်းကတော့သူ့ရဲ့အီယံမောင်နဲ့တိဆောက်ပုံကြောင့်မှသူ့ရဲ့က9ဗီ3လက်မှပဲရှိပါသေးတယ်။9ဗီ3လက်မှဆိုတော့အတင်းကြီးကိုရောက်ဖို့အရန်ကိုခတ်ပါရင်အနည်းဆုံး9ဗီ6လက်မှကနေ9ဗီ9လက်မှလောက်ဖြစ်မှအတင်းကြီးမှခဏလောက်ဝင်ကစားတာဖြစ်ဖြစ်အဆင်ပြေမှာပါ။ပြီးရင်သူ့အနေနဲ့အတင်းကြီးကစားသမားတွေကြားမှဝင်ကစားနိုင်မှုချက်ခိုင်မှုလည်းလိုအပ်ပါရင်။ဒါပေမဲ့သူသက်15နှစ်ပြည့်ပြီးတော့ 16နှစ်မပြည့်ခင်မှာအသင်းကြီးပွဲတပွဲနှစ်ပွဲလောက်လူစားဝင်ကစားဝင်ရမယ်ဆိုရင်လည်းအံ့ဩမိမှာမဟုတ်ပါဘူး။ဒါကြောင့်ဒေါ်မန်နဲ့မတူတဲ့ကိစ္စပါ။ United ဟာသူ့ကိုထိန်းထားနိုင်မှုစ조사နေရပါပြီ။အသက်က16နှစ်ပဲရှိသေးလို့ပရိုစာချုပ်ချုပ်လို့မရသေးပါဘူး။ဆိုတော့သူထွက်သွားနိုင်ပါရဲ့။ဒါဟုထိန်းထားနိုင်မှုစ조사နေနေနဲ့ခွင့်ရေးပေးတာမျိုးလည်းလွတ်လွာနိုင်ပါရဲ့။ဒိုင်းမေဒီကေတန်းမှာတော့ဒီလိုကစားသမားလေးဟာအသက်16လောက်မှအသင်းကြီးမှာပါဝင်ကစားတင်တာမှာအစွမ်းစားရှိပေမယ့်သူ့ကိုယ်ကာယအနေထားအရ ADT စောင့်ဖို့လိုအပ်ပါရဲ့။